ဒါပေမဲ့အခုဇေယောအုံထပ်ပုံမှာသူတို့ဖမ်းရအောင်ပဲဒီဇေယောဖမ်းတာကကြိုးညာဖမ်းပါတဲ့ပို့ပြီးဆယ်စားမကပို့ပြီးခက်ခဲလိမ့်မယ်လို့ကျွန်တော်ကတော့မြင်တယ်အဖေးအိမ်ခွေးမှာဖြစ်တဲ့အတွက်တခြားဟာတွေရှိတာပေါ့နော်ဂျင်းစာတွေတို့ထောက်ပံ့မှုတွေတို့လူပရိသတ်တွေတို့ဗာအဲ့ဒါတွေတော့ရှိတာပေါ့ဒါပေမဲ့နီးစနစ်ပိုင်းကိုကြည့်ကြည့်လို့ရှိရင်ရိုဘင်အမိုရီရဲ့နီးစနစ်ကအာနစ်လော့ရဲ့နီးစနစ်တဲ့အတူတူတာတယ် နိပြဒီမှာဘသူတားတယ်ဘသူတားတယ်ကျွန်တော်ပြောတာမဟုတ်ဘူးเนาะအဲ့ဒီအခြေမှာဖြစ်နေတယ်အာနေစလော့မှာဟာကွက်တွေရှိတယ်တစ်ခါအရှင်တိုက်စစ်ဆင်တဲ့ခါမှာနောက်တန်းကန်စစ်အာအာနေတိုင်းရှိတယ်လို့မျိုးပေါ့အဲ့ဒီလိုမျိုးအာတာချက်နေတယ်အာနေချက်နေတယ်သွားပြီးရှင်လိုက်တဲ့အခါမှာရူဘီအမိုရီကအဲ့ဒီကနီးစနစ်ပိုင်းမှာအာတာမှုရရှိခဲ့တယ်အဲ့ဒီလိုပဲအခု ultra form မှာကန်ရမယ်ဖာဘီယာဆလာနဲ့အတင်းမှာကျလို့ရှိရင်သူတို့ရဲ့အားနေချက်နဲ့အားတာချက်သွားပြီးတော့တိုက်ဆိုင်နေပြန်အောင်ဒီတစ်ခါမှတော့ရူဘီအမိုရီရဲ့ အားနေချက်ကဖာဘီယန်ဟဆာရဲ့အားသာချက်နဲ့တွားပြီးပြန်ပြီးတိုက်ဆိုင်နေတယ်။အဲ့ဒီဟာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်။ရိုမီယာမိုရင်ကလည်းတခါမှဟဆလာရဲ့ Brighton အသင်းကိုမနိုင်ခဲ့ဘူး။ပထမဆုံးဟဆလာရောက်လာပြီးဇူလိုင်မနောက်ပိုင်းမှာရောက်လာတဲ့အချိန်မှာ Brighton အရဲ့အိမ်ကွေးမှာ2-1နဲ့သူတို့ရှုံးနိုင်ခဲ့တယ်။နောက်တစ်ပွဲက Ultra Form မှာ1-3နဲ့ထပ်ပြီးရှုံးနေ။အဲ့တော့ဘယ်တော့မှအမိုရင်ကမနိုင်သေးဘူးလို့ပြောရမယ်။အဲ့တော့ဒီနေ့မှာသူတို့ကံမဲ့ပွဲကအရန်အရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ပွဲတစ်ပွဲဆိုတာလုံးဝ အုတ်တုံယုံကြည်လို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့အမိုရင်းကဒီနေ့ပွဲမှာဘလို့ပုံစံမျိုးနဲ့ထွက်လာမယ်။သူအရင်ကဖြစ်ခဲ့တဲ့ဟာတွေကိုသင်ခန်းစာယူမလဲ။ဒီခုမှလက်ရှိမှာသူအတင်းကြောင့်ပုံနားလဲလာပြီ။ပရီးမီးယားလိကြောင့်ပုံပြီးနားလဲလာပြီ။အဲ့ဒီအချက်တွေပေါင်းပေါင်းပြီးတော့သူဘာတွေသင်ခန်းစာယူပြီးပြောင်းလဲမှုတွေလုပ်ထားတယ်လဲ။သူ့မှာလက်နက်တွေပုံများလာပြီ။ဒီလိုမျိုးအာတာဂက်မန်နေနဲ့အတက်ကင်လုပ်လို့ရကောင်တာအတက်လုပ်လို့ရအဲ့လိုမျိုးလက်နက်တွေအများကြီးဖြစ်လာပြီ။အဲ့တော့လက်နက်တွေနဲ့သူဘလို့လက်နက်မှာဘယ်မှန်ကန်တဲ့အချိန်မှာအသုံးပြုဖို့အတွက်ပေါ့နော်။ ဘလို့အသုံးချမလဲဆိုတာအရင်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီဟာပေါ်မှာချီပြီးတော့ကျွန်တော်တို့အမိုရင်ကကျွန်တော်ဖြစ်ချင်တဲ့ Manchester United လူတိုင်းဖြစ်စေချင်တဲ့ Champion တစ်ထည့်ပြန်ဖြစ်မလားဆိုတာကိုဒီနေ့ပွဲရဲ့နီးစနစ်ထွက်လာတဲ့ပုံစံမှာသူဘာလုပ်တယ်လဲဆိုတာကြည့်ပြီးတော့ကျွန်တော်တို့အများကြီးသုံးသပ်လို့ရတယ်။နောက်နှစ်နှစ်သုံးနှစ်အတွင်းမှာ Manchester United ကဘာဖြစ်လာမလဲဆိုတာ Champion ပဲဖြစ်လာမလားဒါမှမဟုတ်လို့ရှိရင်တခြားလူမျိုးဟိုဒုတိယလူနဲ့ဖြစ်နေမယ်အများအားအီအောင်အီအောင်နဲ့ဖြစ်နေမလားဆိုတာကကျွန်တော်တို့ကြည့်လို့ရတယ်သိလို့ရတယ်ပေါ့နော်။ အဲ့တော့ဒီပွဲမှာအနိုင်ရှုံးတဲ့ဒီနင်းစနစ်ပိုင်းကိုဘလို့ပုံစံမျိုးနဲ့သူတို့ကစားကွက်ချင်းချင်းမနေဆိုတာပို့ပြီးစိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဖြစ်နိုင်ခြေစီးဆုံး Manchester United ကအသာစီးရနိုင်အောင် Brighton အသင်းကိုခြေပနိုင်မှုအတွက်ကအနည်းဆက်ဆုံးဖြစ်နိုင်ခြေအရှိဆုံးအနည်းဆက်ဆုံးပေါ့နော်အဲ့ဒီဟာကိုကျွန်တော်တစ်ချက်လောက်ကျွန်တော်နဲ့အတူတူဒီဗီဒီယိုမှာသုံးသပ်ကြည့်လိုက်အောင်အဲ့တော့ပထမဦးဆုံးအနေနဲ့ကျွန်တော် Brighton အသင်းကိုတစ်ချက်လောက်ကြည့်အောင် Brighton အသင်းကမနစ်ကဘလို့မျိုးပုံစံမျိုးနဲ့ကစားတယ် ဘာပြန်ချလာသူရောက်ရှိလာတဲ့အချိန်မှာ Brighton အသင်းကဘယ်လိုပုံစံမျိုးတွေပြောင်းလဲလာပဲပေါ့နော်အဲ့ဒါကြီးကျွန်တော်ကြည့်ကြည့်ရင်မယ်ဆိုလို့ရှိရင်ပထမဆုံးကျွန်တော်ကြည့်ရင်တာက position ပေါ့နော် Brighton အသင်းကမနစ်က2004 2005မှာတုန်းက position နော်ဇေယားမှာနံပါတ်9နေရာနဲ့ပြီးဆုံးခဲ့တဲ့ရာသီသူ့ရဲ့အထက်မှာက6သင်းရှိတယ်အဲ့ဒီ6သင်းကအသင်းကြီး6သင်း Manchester United တို့15တို့စပါးတို့စက်ခွန်တော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကအသင်းကြီးတစ်သင်းပဲ တော့အတင်းကြီးဆိုတော့တို့ကကစားရတဲ့ပုံစံကဒေါမနက်ပုံစံမျိုး position ပုံစံမျိုးနဲ့ကစားကြတယ်အဲ့တော့အတင်းကြီးလျှောက်သေးရှိတယ်အဲ့တော့သူ့ရဲ့အောက်မှာရှိတဲ့သတုံးသင်းကရှင်ကြီးလိုက်လို့ရှိရင်တို့ကလည်း brighter ကလည်းအချိန်ထဲမှာတော့မပေါ့အဲ့တော့တို့ကလည်း pp transition တော့တို့လုံးချင်တယ် position ကတော့ပုံစံကတော့တို့ position ကိုကိုင်းနေတယ်ကစားနေတယ်ဒါပေမဲ့အတင်းကြီးတွေမှာတွေ့တဲ့အခါမှာတို့ဘလို့ကစားလဲဆိုတော့ကျွန်တော်စက်ပြီးကြည့်အောင်အဲ့တော့နောက်တစ်ခုကကျွန်တော်ဒီနှစ်ပေါ့ဒီနှစ်ကိုကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီနှစ်က brighter အတင်းက position က16ပါ14နေရာအထိကိုရှိတယ် အရန်ကိုကြသွားမိနစ်က94ဒါပေမဲ့ကစားခဲ့တဲ့ပွဲတွေပေါ်မှာမူတည်သေးတယ်အဲ့ဒီအားကိုကြည့်အောင်နောက်မှဥသော Brighton အသင်းက Fulham နဲ့အိမ်ခွင်းမှာကစားခဲ့တယ်အဲ့ဒီပွဲကသေရကြခဲ့ပြီးတော့ Everton ကိုသူတို့ရှုံးခဲ့တယ်နောက်ပြီးတော့ FA Cup ပေါ့နော်နောက်တစ်ပွဲကကျတော့ Man City ကို Premier League မှာသူတို့အနိုင်ယူခဲ့တယ်တူမှန်တယ်နောက်တော့ဘိုမောက်ဘိုမောက်ကကြတော့အခုပရီးမီးယားလိမှာလက်ရှိဇယားထိပ်ပါတကယ်ကို inform အသင်းမှာအရန်ကောင်းနေချေပေါ်နေတဲ့အသင်းတင်းတင်းဖြစ်တဲ့အတွက်သူတို့ရှုံးခဲ့ရတယ်ဗျာပြီးတော့စပါးနဲ့အသင်းမှာသူတို့တေရရခဲ့တယ် ဒါမဲ့ကတ်ပြီးသေးရဲ့ကြတာနော်နောက်တစ်ပွဲကျတော့ Chelsea အသင်းကိုသူတို့ Chelsea ရဲ့အိမ်ဝင်းမှာ3-1နဲ့အထိနိုင်ခဲ့တယ်ပြီးတော့ Wolf ပြီးတော့ Newcastle နဲ့ထပ်နိုင်ခဲ့အဲ့ဒီတော့အဲ့ဒါတွေကိုကြည်ချင်းအားဖြင့်ကျွန်တော်တို့ဒီ6သင်းပေါ့နော်အပွဲပေါ့နော်ခုနှစ်ပွဲပေါ့နော် Newcastle ကတော့မပါသေးအဲ့တော့ average ကိုကျွန်တော်ကြည့်လို့ရှိရင်46.6အထိရှိတယ်အဲ့တော့သူတို့ဒီကစားခဲ့တဲ့ပွဲတွေမှာ position ကဒီတစ်မှာ90မကျော်သေးဘူးဒီခုနှစ်ပွဲမှာအဲ့တော့90မကျော်သေးဘူးဒါပေမဲ့ဒါပေမဲ့ ဆက်ပြီးတော့ကျွန်တော်ကြည့်ကြည့်လို့ရှိရင်အဲ့ဒီပွဲခုနှစ်ပွဲမှာတို့နိုင်ခဲ့တဲ့ပွဲတွေကိုကျွန်တော်တွက်ကြည့်လို့ရှိရင်တို့နိုင်ခဲ့တဲ့ပွဲတွေကတကယ်တမ်းကျတော့မန်စီးတီးနဲ့ပွဲနိုင်တယ်ချယ်ဆီးနဲ့နိုင်တယ်ညူကာဆန်နဲ့နိုင်တယ်စပါးနဲ့ပွဲကကျွန်တော်ခုနပြောသလိုပဲတို့ကတ်ပြီး89မိနစ်မှာအထီလာပြီ2-1တိတို့နိုင်နေတယ်အဲ့တော့ချင်းပြဒီပွဲတွေအကုန်လုံးကသူရဲ့ position နိုင်ငံရဲ့ position တွေအကုန်လုံးက36လို့36 40လို့အရန်နေတယ်အဲ့ position ကဘောလုံးကင်ထားတာအရန်နဲ့တစ်ဖက်သင်းကိုပေးကင်ထားတာ60ရာအောင်တော့အထိသူတို့ရှုံးခဲ့တဲ့ပွဲတွေတည်ပွဲတွေကကြီးကြီး90တော့58တော့50အဲ့တော့များတယ်အဲ့တော့တစ်ဖက်သူတို့ရှုံးခဲ့တဲ့ဆိုရင်တစ်ဖက်သင်းကိုသူတို့ဘောလုံးသူတို့ဘောလုံးကင်ပြီးကစားလို့ရှိရင်သူတို့ရှုံးတယ်ဘောလုံးမကတစ်ဖက်သင်းကိုပေးပြီးကစားလို့ရှိရင်သူတို့နိုင်တယ် Brighton ကစားတဲ့ပုံစံတရားကိုကြည့်ချင်းရတယ်ရှင်းနေအောင်ထွက်တယ်အဲ့ဒါနဲ့ဆက်ရကျွန်တော်တို့ Manchester United Manchester United ကောဘယ်လိုပုံစံမျိုးလဲကျွန်တော်တို့ Ruben Amorim ရဲ့ Manchester United က ပြောမယ်ဆိုလို့ရှိရင် Sporting ကိုတစ်ချက်တော့ပြန်ကြည့်ရမယ်ဗျာ Manchester City အပတ်တို့လာတဲ့ Champion League မှာ Sporting ကဘယ်လိုနေနိုင်ခဲ့လဲပြောရလို့ရှိရင် Ruben Amorim က Premier League ကိုရောက်လာတဲ့အခါမှာ Etihad မှာနိုင်ခဲ့တာတွေနော် Liverpool ကိုတည်ရကြခဲ့တာတွေ Arsenal ကိုနိုင်ခဲ့တာတွေ Africa ဖြုတ်ခဲ့တာတွေအများကြီးရှိတယ်ပွဲတွေအကုန်လုံးကသူကအတင်းကြီးတက်တဲ့လူဆိုတာညင်းလို့မရဘူး Fabian Hans လာလို့တဲ့ပုံစံနဲ့နော်သူတို့အခု Oliver Gasma တပုံစံနဲ့အတင်းကြီးတက်တဲ့ကောင်နေအဲ့တော့ သူတို့ကဒါကြောင့်ဘလို့မျိုးအသင်းကြီးတက်တယ်ဆိုခုနပြောသလိုပဲ position ပေးပြီးတော့တစ်ဖက်သင်းကိုဘောလုံးပေးထားပြီးတော့ counter နဲ့ break လုပ်ပြီးတော့အသင်းကြီးကိုတက်တာအဲ့တော့သူတို့ကအခုချိန်မှာအမိုရင်ကအသင်းကြီးကိုတက်တယ်ဆိုတာကတက်နိုင်တယ်ဆိုတာကသူ့ရဲ့အားသာချက်အဲ့ဒါကတော်တော်ငြင်းလို့မရအဖြေတွေကတော့တမိုင်းနေ data တွေကပြထားပြီးသားအဲအဲ့ကြောင့်ကျွန်တော်ခုနပြောတဲ့ဂျိုးကြ MV ကိုကျွန်တော်မကြောက်ဘူး MV မှာတော့ကျွန်တော်ပြောသလိုမျိုးပရိသတ် AR တွေပါတယ်ဂျိမ်းဆိုင်ပါညာတာကရှိတယ်ဒါပေမဲ့ ရရင်တော့ရလာရလက်တွေကိုကြည့်ကြချင်းရူဘင်အမိုရီကအသင်းကြီးကိုတတ်နိုင်တဲ့သူ့မှာခွန်အားရှိတယ်သူတက်တယ်ဆိုတာရှင်းရှင်းဒါပေမဲ့ဘာကြောင့်မလို့အမိုရီက struggle ဖြစ်နေတယ်ခက်ခဲသူခက်ခဲတွေတွေ့ကြွားတယ်ရှင်းပြောလို့ရှိရင် तू အသင်းကြီးကိုတတ်နိုင်တယ်ဒါပေမဲ့အသင်းနေနေတဲ့ကြားလေး तू ရုံးကြအဲ့ဒီ position မှာစကားပြောနေတာသူတို့ရဲ့ကစားတဲ့ပုံစံပေါ့နော်အဲ့ဒီ position မှာစကားပြောနေတာအဲ့တော့ကျွန်တော်တို့အမိုရီရဲ့အသင်းကြီးကိုကျွန်တော်ကြည့်လိုက်အောင် Messi နဲ့ပွဲမှာတော့သူတို့ ADM မှာတော့နိုင်ငံတော့ အမတ်ရဲ့နောက်ဆုံးဂိုးနဲ့နိုင်ငံတော်ကသူ့ရဲ့ position က48ရခဲ့တုန်းပဲရှိရယ်။နော်ကျွန်တော်လစ်ဗာပူးအသေးကြားခဲ့တဲ့ပွဲတော့လား48ကြားခဲ့တုန်းပဲရှိရယ် Manchester United က Arsenal ကို FA Cup မှာတော့သူတို့တည်ကြပြီးနောက်ပိုင်းနိုင်သွားတာ30ရခိုင်တုန်းပဲရှိရယ်သူတို့ဘောလုံးကင်တာ Manchester United ကနောက်တစ်ပွဲ Arsenal နဲ့တည်ကြတဲ့ Premier League မှာဆိုလဲ32ရခိုင်တော့နော်တကယ် Forest ကိုသူတို့နိုင်သွားတယ်အေး sorry Monaco Forest ကိုသူတို့ရှုံးသွားတယ်အတင်းတင်းနော်ရှုံးသွားတယ်ခါလေးကြီးကြီး Manchester United ရဲ့ position ကဘောလုံးကင်တာ87ရခိုင်လုံးတည်ရှိရယ် ပြီးတော့နော်တင်ဟမ်ဘက်ကိုထက်ရှုံတယ်40 60ကျော်ရှိအထီးရှိရ68တိနောက်ပြီးတော့ Crystal Palace ကိုထက်ရှုံတယ်68ရာခိုင်နှုန်းဒီရှိတယ်အဲ့တော့ data တွေကိုကျွန်တော်တို့ကြည့်ပြီးတော့အဖြေကြီးကရှင်အဖြေကြီးကရှင်မယ်ခုနကကျွန်တော်တို့အာ Fabian Hasler ရဲ့ Brighton အသင်းရဲ့ပုံစံနဲ့ Manchester United Amore ရဲ့ပုံစံတကယ်တော့တွားပြီးထိုက်နေအဲ့မှာတခုရှိတာက Manchester United ကအသင်းကြီးဖြစ်တယ်အဲ့တော့အမိုရီအနေနဲ့ဘောလုံးကင်ပြီးကစားရတော့မယ်။အဲ့ဒီအတွက်အဲ့ဒီအတွက်ကျွန်တော်ကပြောတဲ့ ဂျင်ယောဖားတာအရန်ခက်ခဲလိမ့်မယ်တကယ်စေစားဖို့ခက်ခဲလိမ့်မယ်သူ့ရဲ့အားသာချက်သူ့ရဲ့အခုကအားနေချက်ဖြစ်သွားပြီသူ့ရဲ့အားနေချက်ကဟိုဘက်ကအားသာချက်နဲ့အထောက်ခံအဲ့တော့ကျွန်တော်တို့အနည်းဆက်ဆုံးအနည်းဆက်ဆုံးဘယ်လိုပုံစံမျိုးနဲ့ Brighton ကိုသူတို့ Manchester United ကကစားနိုင်မလဲပေါ့နော်ဘယ်လိုမျိုးကစားရင်ကောင်းမလဲဆိုတာလေးကိုကျွန်တော်တို့တစ်ချက်တော့စိုက်ပြီးကြည့်လိုက်အောင်အဲ့လိုကြည့်ဖို့တော့ကျွန်တော်ပထမဦးဆုံး Brighton နဲ့အနည်းဆက်ဆုံး Manchester City နဲ့ကန်သွားတဲ့ပွဲပေါ့နော်အဲ့ဒီပွဲကို အနည်းဆက်ဆုံးအနေနဲ့ကျွန်တော်ကြည့်လို့ရတယ်။အဲ့ဒီနေ့က Brighton ကအနိုင်ရခဲ့တဲ့ပုံပထမပိုင်းမှာတော့သူတို့ကစားတဲ့ပုံစံက523ပေါ့နော်523ကျွန်တော်ဒီအနောက်မှာရှိတာကမင်တာကအနောက်တီဆင်းနေတယ်ဒီဘက် right way မှာအာမတ်လိုနေရာမျိုးမှာမင်တာဆင်းနေတယ်အရှိမဝဲဘက်ရဲ့မီတိုမာရဲ့အလဲမာကိုမက်စ်အလဲမာအဲ့တော့ဘယ်လိုပါတော့အာရတော့ရှိတယ်အဲ့တော့သူတို့အဲ့523အဲ523ပုံစံမျိုးနဲ့သူတို့ကစားတယ် ဘာလို့ဆိုတော့အာ Manchester City ရဲ့လူတွေ possession နဲ့ overload တွေကိုသူတို့ထိန်းနိုင်ဖို့အတွက်ပေါ့နော်လူကိုငါနောက်ကောင်ငါတန်းကြီးငါရောက်ထိဖြတ်ထားတယ်ဒါပေမဲ့ Manchester City ကလည်း Pep Guardiola ကအရန်ကို dominant ဖြစ်တဲ့အဆိုးမိုးနိုင်တဲ့အသေးတာ possession အရန်ကောင်လည်းတည်တော့တဖြည်းဖြည်း twin 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 နဲ့ quality အရန်ကောင်တော့ twin 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 နဲ့နောက်ပိုင်းတော့ mid block ကနေအခုက mid block ပုံစံမျိုးသူတို့မသားနေတာကျွန်တော်ပြတာပေါ့ကွာအဲ့ရနေတဖြည်းဖြည်း low block ထိကိုဖြစ်လာတယ် low block ထိနောက်ပိုင်းဖြစ်လာတယ်ကွာ Salah ရဲ့ twin goal ကိုလွတ်လွတ်လပ်လပ်ကြီးတွေ့ရနှစ်ကိုးလားမသိရပါဘူးအဲ့မှာတကိုးတော့ပြောင်းလိုက်နိုင်တယ်အဲ့တော့ပထမပိုင်းကတော့သူတို့1စီးနဲ့ရှုံးနေတယ်အဲ့တော့1စီးနဲ့ရှုံးနေတော့ Brighton ကဒုတိယပိုင်းလဲကြတော့သူတို့ထွက်လာတဲ့ပုံစံက4231နဲ့ပုံစံနဲ့ထွက်လာအဲ့တော့4231ပုံစံနဲ့ပြောင်းသွားတယ်အခုကျွန်တော်ပြထားသလိုပဲ4231ပြောင်းသွားတယ်အာဂိုးသမားကအဲ့ချိန်မှာသူစပြီးတော့ကောင်တာကစားဖို့စကြိုးစားလာတယ်အတက်ကင်ပြန်ဖွင့်လာပြီဒါပေမဲ့အရင်ကြီးလည်းမဖွင့်သေးဘူးအတက်ကင်စပြီးဖွင့်လာပြီအဖို့တို့တွေကလည်းအဲ့မှာဆိုလို့ရှိရင်လို့ရှိရင်ဒီ40ကျော်မိနစ်မိနစ်50မှာသူတို့ ဘုသမအဲ့လိုဓာတ်ရိုက်တန်းပြီးတော့ကန်တင်လိုက်တယ်။ကန်တင်လိုက်တာဒီဘက်ကကျလာတယ်။ဝယ်ပါတို့အကြည့်ကိုကျတယ်။အဲ့ရနေပြီသူမီတိုမာကိုပေးလိုက်တယ်။မီတိုမာကနေတစ်စင်ဝယ်ဘက်ကိုသူပြန်ချပေးတယ်။အဲ့တော့ဝယ်ဘက်ကနေပြီးတော့အဲ့မှာကျွန်တော်ပြထားတယ်ပြောရဲကျွန်တော်ကျွန်တော်ချနေရဲ့အတွက်အဲ့ဒီမှာဝယ်ဘာဒီဘက်ကဒီလွတ်ထွက်တယ်ပြေးလို့ရတယ်။အဲ့မှာတော့ကဘလောက်တောင်ကျွန်တော်ပြောအနေအရန်များလဲကျွန်တော်တို့မှာအာမတ်ရှိတယ်ကျွန်တော်အားနေချက်အဲ့ဒီမှာအတက်ကင်းအရန်မိနေတဲ့အချိန်မှာအဲ့ဒီနေရာပောက်ထွက်ပါ အဲ့တော့ယောရိုဒလစ်အဲ့နေရာကဘလို့ပြန်လဲဟိုပြန်လိုက်ရမှာသူတို့ highlight ကစားလာတယ်မန်ချက်စတာစီးစီးဆိုကစားနေလိုက်ရအရှိအမှအဲ့တော့အဲ့နေရာပေါက်ထွက်နိုင်တယ်ဂိုးနိုင်တယ်အဲ့နေရာအဲ့ဒီအချိန်မှာတစ်ချက် web back ကမှားသွားတာပေါ့နော်သူအနောက်မှာပြေးလို့မအောင်သူပြန်ပြီး window ချပေးလိုက်အမှန်တကယ်ဒီမှာတန်းထိုးတယ်ဒီမှာပေါက်ထွက်နေပြီအဲ့တော့နောက်ပိုင်းဒီအဲ့ပုံစံဒီ PP ဘောလုံးဂိုးဘက်ကဘောလုံးရသွားတယ်မန်စီးတီကဘောလုံးရသွားတယ်အဲ့ချိန်မှာတော့ကိုသမားက truffle ပေါ့နော်အဲ့နေရာကိုကြည့်ရတာ brighton က ဒုတိယပိုင်းမှာလည်းသူတို့ရှုံးနေတဲ့အထက်ကသူတို့ pressing စပြီးလုပ်တယ် pressing မှာလည်းသူတို့မှရှိတယ် pressing ကလည်းတော်တော်ကောင်းတယ် pressing ကောင်းတယ်ဆိုတာမြန်တဲ့လူတွေရှိတယ်ပြီးရင် work rate ကောင်းတဲ့ကစားသမားတွေရှိတယ်အဲ့တော့ pressing လည်းတော်တော်ကောင်းတယ်အဲ့ဒီနေ့ပွဲမှာကျွန်တော်တို့မနက်ဖြန်ပွဲမှာတကယ်တော့အနောက်ပိုင်းကနောက်တန်းကလူတွေဘောလုံးကောင်းကောင်းကစားနိုင်မှုလိုအပ်တယ်ဘောလုံးကောင်းကောင်းကစားနိုင်မယ် quality မကောင်းမယ်ဘောလုံးပေါက်တက်ကြရလို့ပြီးပြတ်လို့ရတော့တေဖို့ပြင်တာပြီးရင် center line man နဲ့ညင်ဖို့လိုတယ်အဲ့ဒီပွဲမှာ composure အရင်ရေးကြည့်တယ်နောက်တစ်ခုကကြတော့သူတို့ ပထမကိုသူတို့ချိပါကိုပေါ့နော်ပေးလိုက်ရတာကျတော့ set piece set piece ဆိုတော့ဟိုဘက်က free kick ရသွားတယ်ကန်တင်လိုက်တယ်ဒီဘက်ကတန်းကတိုက်တိုက်တာကိုအာဘလန်နဲ့ထိသွားပြီးတော့ညိုတော့ဘလန်နဲ့ထိသွားပြီးတော့ free အာ penalty ရသွား penalty ကိုမင်နာက James မင်နာတွင်းသွားတယ်အဲ့ဒီဟာကကျွန်တော်တို့ဂယူးဆက်ရမယ်ဗျ Bravo မှာကျွန်တော်တို့ ခံရရတယ်လို့မျိုးဒီ set piece တွေလို့ပြီးရင် direct ပစ်တင်ပေါ်လက်ပစ်ပေါ်တွေလို့အဲ့ဒါတွေကိုကျွန်တော်အရန်ဂရုစာရမယ်နောက်တစ်ခုကအရန်နောက်တန်းကကျွန်တော်တို့ရေးစာရဖို့ရှိရအဲ့တော့နောက်တန်းမှာအဲ့ဒါမျိုးတွေဖြစ်လို့ရှိရင်ကျွန်တော်သတိထားသတိထားရမယ်အဲ့အချိန်မှာကိုရရင်ခုံရမယ်ပြောရလို့ရှိရင်တို့ဝမ်းဝမ်းဖြစ်သွားပြီးတဲ့အချိန်မှာလည်းကြာလာကြောသူတို့အနိုင်လိုခြင်းတဲ့အတွက်သူတို့ဘာလုပ်လဲဆိုတော့ဒီဒီ Fabian Hansla နောက်တစ်ခုကနာမည်ကြီးတာပေါ့နော်သူစပြီးရောက်လာတဲ့အချိန်မှာလူတွေတော်တော်များများပြောခဲ့တယ်သူကလုံးဝ formation နဲ့ကစားတယ်နီးစနစ်နဲ့ကစားတဲ့ နည်းပြအောင်မဟုတ်ပဲလုတ်ချင်အောင်သူလုတ်တာပြီးလို့ချင်းသူတို့ပြောအဲ့မှာ703တို့အဲ့မှာ803လို့ပါတို့ပြောသေးတယ်လုံးဝအလေတိုင်းကိုတုံညအောင်ထားထားလားကစားသမားတောင်မှမရှိအဲ့မျိုးလေးလုတ်တယ်အဲ့အဲ့ဒီဘွဲကလည်းသူတို့နိုင်ရင်တော့သူတို့အဲ့4ယောက်ကိုသူရှေ့တည်တင်လာတယ်နောက်မှ6ယောက်ထားလာတယ်အလေမှာတောင်မှမထားတော့ပြီးတော့မနောက်ကလိုက်တော့အဲ့အလေးယောက်ကဘလောက်တော့စိုးလဲဆိုလို့ရှိရင်ရမ်းမြန်တဲ့ကောင်းလေးပေါ့အရမ်းမြန်တဲ့အရမ်းပြေးနိုင်တဲ့ကောင်းလေးသူတို့အလေးယောက်ရှေ့မှာထားတာအရမ်းအနေအရမ်းမြန်ဒီဘက်ချမ်းမှာဆိုလို့ရှိရင် web တို့မတို့မာတို့ဒီကောင်မအရမ်းမြန်တဲ့ကောင်းလေးပါ တော့အဲ့ဒီအရာတွေထားထားပြီးတော့သူတို့အမှတိုက်သွားတယ်ပြီးလို့ရှိရင်ဒူးအမှနောက်တကိုးရသွားတယ်ဘိုးမက်စကနောက်တော့တကိုးရသွားတယ်အဲ့တော့အဲ့အရာတွေကိုကြည့်ချင်းရမယ်ကျွန်တော်တို့ Brighton ကဘယ်နေရာမှာအားသာလဲဆိုတာကိုကျွန်တော်တို့မြင်နိုင်နေပေါ့နော်အဲ့ဒီအချိန်မှာဘယ်လိုမျိုးဒီပုံစံမျိုးတွေနဲ့ကစားနေပြီဆိုပြီး Manchester United ကဘယ်လိုအရေးနေနေနိုင်နေလဲဆိုတာကျွန်တော်တို့ပို့ပြီးတော့သိတာနိုင်နေပြ Brighton အရင်ကအရန်ကိုခတ်ခဲလိမ့်မယ်ကျွန်တော်တို့အတွက်ပြောလို့ရှိရင်ကျွန်တော်တို့အဲ့အရာတွေကိုကြည့်ပြီးတော့ဒီလူစင်းရင်ပေါ့နော်အနည်းဆက်ဆုံးလူစင်းရင်ကိုကျွန်တော်တို့တစ်ချက်တော့ ကြည့်ကြည့်လိုက်အောင်အဲ့တော့လူစည်းရဲမှာတော့ဒီပုံစံအတိုင်းပေါ့နော်ဒီပုံစံအတိုင်းမှာကျွန်တော်အရင်ဆုံးနောက်တန်းကိုပြောမယ်ကိုသမားကတော့ပြင်ရှင်းပါတယ်လိမ့်မယ်အဲ့တော့ကျွန်တော်တို့ခုနကတော့ပြောတဲ့အတိုင်းပဲအလက် high pressing လောက်ပါမယ် Manchester United က high pressing လောက်ပါမယ်ဒီအနောက်ကပြန်ပြီး like ကမှန်ဟာတွေရှိတယ်သူတို့ဘက်ကကောင်တာ attack ဖောက်မှာအခြေကြပဲ well back တို့မြေတို့မှာတော့အဲ့တော့အဲ့ဒီကောင်တာ attack တွေကိုပြန် like နိုင်မယ်ယော်ရိုလို delete တို့ရှိကိုရှိရအဲ့ဒီပွဲက Maguire ကိုထည့်လို့မရဘူး ပထမပိုင်းမှာတော့တို့ high pressing လုပ်ပြီးတိုင်ပြီးသွားတော့တကောလောက်ပြတ်တယ်ဖြစ်ဖြစ်တကောလောက်ပြတ်တယ်ဖြစ်ဖြစ်ရသွားပြီးတဲ့အချိန်မှာဒုတိယပိုင်းပြေးလာတဲ့အချိန်ကျမှတို့ low block ပြန်စားပြီးတော့ amorin low block ကစားပြီးအဲ့အချိန်မှာမကွာရအောင်လဲချင်းလဲပေါ့နော် set piece တို့တောက်ကန်ပေါ်တွေတို့ဘာလို့ဝါနေပြီးတော့မကွာရအောင်မပေးရအောင်မကွာရအောင်ပြန်ထည့်ထည့်ပေါ့ဒါပဲမဲ့ပထမပိုင်းစမှာတော့ delete ရရောရရလူလျှော်ရထည့်ကိုထည့်ရမယ်ထည့်တဲ့မကွာရထည့်မထည့်တဲ့တိုင်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်အမြင်ပြီးတော့ အလဲတန်းမှာကတော့ရှေ့ပါတယ်ဘရူနိုဖာနန်ဒက်စ်။ဦးကနေနဲ့ကာဆမီရိုကာဆမီရိုပဲကျွန်တော်မြင်တယ်။နောက်တစ်ခုကတော့ဝင်းပေါ့နော်။ဒီကနေ့ကျွန်တော်ပြောတဲ့လိုမျိုးအဲ့ဘက်ဝင်းကအရန်အနေများတယ်ဗျာ။အမတ်တရာဘလိုပဲထည့်ထားမယ်ဆိုလို့ရှိရင်တော့အာအမတ်ကပေါက်ဖို့များတယ်။သူက pressing သွားမှာအောင်အမ်ပူမိုးလို့တယ်။အဲ့တော့အဲ့ဘက်ချန်ကရောရောအသက်ကုန်သေးလိမ့်မယ်အဲ့နေရာ။ delete တဲ့ထည့်ရင်ထည့်မှာကျွန်တော်လည်းမသေးဘူး။မသေးချောင်အဲ့နေရာကြောင့်ကျွန်တော်ပြောတာအရန်စိတ်ဝင်စားဖို့ကောင်းတယ်။အမိုရီယန်ထွက်လာမယ်နီးစင်းနေတဲ့ဒီချပဲပုံစံ။အရန်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီပွဲက။ ရှေ့မြောက်ရင် amphi ပွဲတယ်တော့ကျွန်တော်ပို့ပြီးစိတ်ဝင်စားသေးတယ်။အဲ့ဒီပွဲကအဲ့တော့ဒီအမတ်ကအရန်ဘယ်လိုပြောမလဲဆိုတော့ attacking ဖြစ်တဲ့အတွက်အဲ့ညာပောက်ထွက်ဖို့အရန်များတယ်။အဲ့ဒီအတွက်အမတ်ကဒါမဲ့လည်းခြေပေါ်တယ်။သူတို့ attacking အတွက်လှူလို့တဲ့အတွက်အမတ်ကလည်းမထဲလို့မရဘူး။အဲ့တော့အမတ်ဖြစ်မလားမဇရာဝီဖြစ်မလား။တလော့ပဲဒီဘက်ချမ်းမှာတာပြီးတော့ဒိုကူးနဲ့ဒီဘက်မှာဖြစ်မလား။စိတ်ဝင်စားဖို့အရန်ကောင်းပါတယ်။ဒါမဲ့ကျွန်တော်ကတော့အမတ်ကိုပဲထားတာပဲ။ပြောရလို့ရှိရင်ဒီဘက်ချမ်းကဒိုကူးနဲ့တလော့ဒိုကူးနဲ့တလော့မှာဒိုကူးကိုတော့ကျွန်တော်မြင်ကျင်တယ်။ တကယ်တမ်းကအမိုရင်ရဲ့ပုံစံကသူ့ရဲ့ system ကတကယ်သူ့ရဲ့အမိုရင်အားသာတဲ့မျိုးစနစ်ကတကယ်တော့တခုနဲ့ပဲလိုက်တာတလုံးနဲ့မလုံးမလိုက်ဒါပေမဲ့လည်းဘာကြောင့်လဲဆိုတော့မေစင်မောင်းကြောင့်မေစင်မောင်းတို့နဲ့တွဲဆော့ဖို့ကြောင့်ဒိုဘူးကတွဲဆော့လို့အဲ့လောက်ကြီးမရအောင်မရဘူးတော့မဟုတ်ရတော့ရတယ်သူ့ရဲ့ style ကဘာလို့ဆိုတော့အဲ့နေရာမှာသူ့တစ်ဖြင့်သူတို့တမ်ပိုချဖို့ကစားတာ အဲ့ဒီနေရာမှာပုံပြီးဘောပလင်းသမားတွေသူတို့ပုံပြီးထားတယ်။ဖာနန်ဒက်ဆိုပါလို့ထားတယ်။အဲ့မှာအဲ့နေရာမှာဟိုနေ့ကလီဗာပူးနဲ့ပွဲဆိုအဲ့နေရာမှာ quality check လွဲသွားပြီဆိုတော့အဲ့နေရာပေါက်ထွက်သွားတာ။သူကအဲ့ဘောလုံးကိုအဲ့နေရာမှာသူတို့ကစားချင်ကြတယ်။အဲ့တော့ကစားချင်တော့ Mason Mount တို့အဲ့မှာဖာနန်ဒက်ဆိုပါလို့ကစားမှုအတွက်ကကြတော့ပါစင်လေးတွေပေးပြီးတော့တီကီတာကာတွေလုပ်တဲ့အချိန်မှာဒလော့ကပို့ပြီးအဆင်ပြေတယ်ဒိုကူထက်အဲ့ဒါကြောင့်မို့ဒလော့ကိုသူအဲ့ဘက်ချမှတ်ထားတာဒိုလော့ဒလော့ကဘယ်ဘက်ပဲဖြစ်ဖြစ် crossing မှာလုံနိုင်မှာဖြစ်ဖြစ်သူအဲ့ဒါကြောင့်မို့လို့သူ ဒလော့ထားတာလားဒိုဟုတ်တဲ့အဲ့တော့ကျွန်တော်လည်းဒလော့လိုပဲကျွန်တော်မြင်တယ်ဒိုဟုတ်တဲ့ဒါပေမဲ့ဖြစ်စေချင်တာဒိုဟုတ်ကိုထည့်စေချင်တယ်သူတို့ဒါပေမဲ့ကစားတဲ့ပုံစံအဲ့ဒီညာ shift ဖြစ်သွားတဲ့ချိန်ပေါ့နော်ဟိုဒိုဟုတ်ကိုဒီလိုမျိုးပြန်ပြီးပြေးတယ်ဒီဘက်ချက်ကနေပြီးတော့တင်ပေးတယ်ဘာမှ Fernandez ဆိုဒီဘက်ချက်ကနေပြီးတော့ဟိုဘက်ကိုလှမ်းတင်ပေးမှရမယ်ဆိုလို့ရှိရင်ဒိုဟုတ်ကိုတော့ဒီဘက်ထားပါပေါ့နော်အဲ့တော့မဲ့ဒီအဲ့ဘက်ချက်မှာဘောလုံးကစားမယ်ဆိုလို့ရှိရင်ဒလော့ပဲထွက်လာတယ်ပဲအမကဘူမွာဒီဘက်ချက်ကနေအရှိကိုပြေးမှာပေါ့နော်ဒီလိုမျိုးပေါ့အဲ့တော့ Mason Mount နဲ့ကိုညာ ခုနကကျွန်တော်ကပြောသလိုပဲဒလုတ်ထားတဲ့ပုံစံတည်းပဲငွေစင်မောင်းနဲ့ကုညာဆိုလို့ရှိရင်အမေစင်မောင်းကိုပြေးကျွေးရတယ်မယ်မေစင်မောင်းကပိုးပြီးချေပေါ်နေတယ်ကုညာရဲ့ကစားတဲ့ပုံစံကကျွန်တော်ပြောရင် low block ကနေသူတို့ပေါ်လုံးတည်တဲ့အဟာမှာပိုးပြီးအဆင်ပြေတယ်ဒီနေ့ပွဲက high pressing နဲ့တွားလိမ့်မယ်အဲ့တော့မေစင်မောင်းကိုပိုးပြီးထုတ်ဖို့များတယ်ပြီးတော့နောက်တစ်ခုက sesco နဲ့ mmo ကတော့ရှင်းပါတယ် sesco နဲ့ကုညာကတကယ်အဲ့ဒါစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့ dunk လို့ပါလို့ကလည်း van dyke လို့လို့ပြင်မယ် လေထဲမှာအရင်ကောင်းတယ်အဲ့တော့ तू ဘလို့လှုပ်လာမလဲ तू စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီဘက် high pressing လုပ်မယ်ဆိုလို့ရှိရင်တော့ပိုဘက်က low block အရင်ဆော့မယ်ဆိုလို့ရှိရင်တော့ set score ထည့်တာပို့ပြီးကောင်းတယ်ဘာဖြစ်လို့ဆိုတော့ကိုညာအရင်ကျက်သွားလိမ့်မယ် तू ကန်နိုင်မှာမဟုတ်ဘောလုံးလိုက်နိုင်တာတဲ့ तू ကန်နိုင်မယ်မထင်ဘူး set score ကြတော့နည်းနည်း dynamic ပို့ပြီး change ပါလိမ့်မယ်ဗျာ तू နောက်တန်းကို penalty area တွေမှာ तू ဒုက္ခပေးနိုင်လိမ့်မယ်ဒီထဲမှာဒီဘောလုံးတွေကဒီဘက်ချမ်းကနေပြီးတော့ fernandez ကိုထည့်ပေးတာတော့အမ်ဘူမိုလို့ထည့်ပေးတာတော့အမတ်တို့ဒီထဲဝင်တာတော့အဲ့လိုမျိုးတွေကြာလို့ရှိရင် ို့ပြီး sales ကပို့ပြီးတော့သုံးဝင်နေမယ်နောက်တက်ပြီးလို့ရှိရင်နောက်တက်သူတို့အဲ့လိုမဆွဲထက်ဆွဲချက်အနောက်တော့အတင်းပင်တာပေါ့နော်နောက်ကိုအရန်ပို့တာ subscribe ပို့ကောင်းလေးပဲအဲ့တော့ကျွန်တော်အမြင်ကတော့အဲ့ဒီက subscribe ပို့ပြီးဖြစ်စင်နေတာကွန်ပျူတာထက်အကယ်၍သူတို့ဒီဒီ hybrid site ကစားမယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်ရဲ့ထင်တဲ့ညှိဆက်ဆုံးသူပွဲထွက်သူစီးရင်ပေါ့နော်ဘယ်လိုပုံစံမျိုးနဲ့ထွက်လာမလဲဆိုတာတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ကျွန်တော်ရလက်ကိုတစ်ချက်လောက်သုံးသပ်ကြည့်လိုက်အောင်ရလက်ကကြတော့ ဒီဘူကီတွေတို့ဒီဂျေးတွေဖောက်တာပွင့်နေရတဲ့အတိုင်းပုံစံကြီးရတာတော့တေးနိုင်တော့မန်ချက်စတာယူနိုက်တက်ကိုပေးတယ်အောက်ထရော့ဖို့လည်းဖြစ်တာ哦ဒါပေမဲ့ဂိုးတော့သူတို့အများကြီးမပေးဘူးဗျဂိုးမများဘူးဒါပေမဲ့အာသူတို့မှန်းထားတာဇီဇီ1-0ဖြစ်နိုင်တာ2-1 2-1တော့မသိမပေးဘူးလို့ရှိရင်အာရှဟန်နီကပြောပါလို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်ကအဲ့ဒီပွဲမှာဖြစ်နိုင်တာ1-0ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်1-1နဲ့ပြီးသွားနိုင်တယ်ဒါပေမဲ့လည်းကျွန်တော်ထင်တော့ over 2လောက်ကပို့ပြီးတော့ safe ဖြစ်တယ်ဖြားနိုင်တယ်ဗျ over 2ကိုအာ goal 2 goal ထက်တော့ များလိမ့်မယ်ကျွန်တော်တော့အဲ့လိုပဲထင်တယ်ကဲအားလုံးကိုနောက်ဗီဒီယိုမှာတွေ့ကြပါစီး you